တဲပွဲတွင်ပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ဘေးကြောင်များပြားဟာနေရာအခက်ခဲတွင်ကြောင်းတောတောင်တွင်မှာယာယီအမိုးကတွင်လှုပ်ပြီးတော့ဖြစ်တယ်လို့နေထိုင်နေကြရပါတယ်ကြောက်ဖြူမြို့နယ်မှာစစ်ဘေးကြောင်နေရတဲ့ခြေရပေါင်း20ကျော်ရှိပြီးအဲ့ဒီထက်ကရောက်ရှောင်းကရက်တင်ဦးကင်းစစ်တော်စီမော်နဲ့စိုက်ကွန်ခြေရသားအများပြားဟာအပင်တွင်နဲ့ခြုံတွေနဲ့အောက်မှာနေထိုင်နေရတာဖြစ်ပြီးတော့နေထိုင်စားသောက်ရေးတဲ့အကူအညီတွင်လိုအပ်နေတာပါခါရခဏရဟန်တယ်ဘိုးလိုလိုဇာတာနင်းနေထိုင်နေလေဒါဘယ်လောက်ဘူးလို့မသိသိဘူး ရဲရဲရဲနာကိုရလာမလားသောဝင်နေကသာသောဝင်နေကလည်းဆက်ဘလောဘလမသိသိသာကတော့ဘုဒ္ဓဟူးပါလေတညောက်ဒီရတဲ့ဌာန၆အနီးမှာဖေဖော်ဝါရီ20ရက်ကစလို့တိုက်ပွဲတွင်ဖြစ်ပွားနေတာဖြစ်ပြီးစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးကြောက်မှုတွေကြောင့်ဦးကိန်းကက်တင်ဖောက်ချောင်းကျေးရွာတွင်ဟာရွာလုံးကျပ်နှီးပါမီးလောင်ပျက်စီးခဲ့ရပါတယ်အဲ့ဒီကျေးရွာတွင်ဟာရေလောင်ငန်းနဲ့လေယာဉ်လောင်ငန်းကိုအဓိကလောက်ကန်ကြတာဖြစ်ပြီးနေအိမ်တိုင်းနှီးပါမှာဆန်စပါးတွင်ဟာလည်းမီးလောင်ပျက်စီးသွားတာကြောင့်သူတို့အတွက်နေထိုင်စားသောက်ရဲ့အခက်အခဲတွေရှိနေတာလည်းဖြစ်ပါတယ် 哥就那看这一我们这里我们这里拍这呗，百，有点讲的三十上一百，再去开一百，所以要开的，我们都不讲，别子别家他们不说，我也这么说，我们送出来呗，百，还要呗。 နွေရာသီမှာရေရှားတယ်ဆိုပြီးတချို့ကျေးရွာတွေဟာစစ်ဘေးကြောင့်တွေကိုလက်မခံလိုတာကြောင့်တောတောင်ထဲမှာဖြစ်တယ်လို့နေရတယ်လို့စစ်ဘေးကြောင့်တွေကပြောဆိုကြတာလည်းဖြစ်ပါတယ်။လက်တလောမှာစစ်ဘေးကြောင့်တွေကို HDCO ကစားနေရိတ်ခါနဲ့နေစရာအချို့စီစဉ်ပေးမှုရှိပေမဲ့စစ်ဘေးကြောင့်ရတဲ့ကျေးရွာတွေများပြားလာတာကြောင့်ကုညီထောက်ပံ့ရေးအတွက်လိုအပ်ချက်တွေရှိနေတာလည်းဖြစ်ပါတယ်ခင်ဗျာ။